အဲဒါကတော့ကျွန်တော်လက်ရှိလုပ်နေတဲ့ကုမ္ပဏီကပေါ့နော်ဒါထုတ်လုပ်ထားတဲ့ပေါ့နော်ဒါပိုတင်ပဲဖြစ်ပါတယ်ဒါကဆိုဆိုစီရင် high pro ပေါ့နော်အာကျွန်တော်ကိုယ်တိုင်ဒါတောက်တုံးมาဖြစ်ပါတယ်ဒါကဘယ်အချိန်မှာတောက်တုံးရတယ်လဲဆိုလို့ရှိရင်ဘယ်လိုတွေတောက်တုံးရတယ်လဲဆိုလို့ရှိရင်ဒါကျမ်းမာရေးတွက်ပေါ့နော်အဲကျမ်းမာရေးတွက်ဒါလေးကြည့်ခံလုတ်ပေးတဲ့သူတွေတွက်ဆိုလို့ရှိရင် အကျန်းကောင်းတာဖြစ်တယ်ပေါ့နော်အခုကျွန်တော်ဒါကျမ်းမာရေးဒါလေ့ကျင့်ခန်းလုပ်ပြီးသွားပြီးဖြစ်တယ်ပေါ့နော်လုပ်ပြီးသွားပြီးဆိုလို့ရှိရင်ကျွန်တော်ကတော့တောက်တုံးမှဖြစ်ပါတယ်ဒါကတော့ရေးအေးလေးပါဝင်တာဖြစ်တယ်ပေါ့နော်သူကတောက်မယ်ဆိုလို့ရှိရင်ပေါ့ဗျာအမှန်ရေးအေးလေးနဲ့လည်းတောက်လို့ရတယ်ပေါ့နော်ယူရင်တောက်လို့ရတာဖြစ်တယ်ပေါ့နော်အဲကျွန်တော်ကတော့ဒါရေးနဲ့တောက်တာဖြစ်တယ်သူကဒီမှာအထောက်လေးပေါ့နော်အထောက်လေးပါဝင်တာဖြစ်တယ်ပေါ့နော်အဲကျွန်တော်ကတော့ဒီမှာတထောက်လုံးပေါ့နော်အာတထောက်လုံးကိုထည့်ပြီးတော့ ဒါတော့တော့မှဖြစ်ပါတယ်ဗျာเนาะကျွန်တော်ကိုယ်တိုင်ကဒါအရန်ကြိုက်တယ်ပေါ့เนาะဒါကျွန်တော်တို့ကုမ္ပဏီထုတ်လာတဲ့ဒါက high flow လို့ခေါ်တာဖြစ်တယ်ပေါ့เนาะဒါ protein net ပေါ့เนาะ protein net တွန်းလို့စီရင် protein net ဆယ်ရာခိုင်နှုန်းမှာပါဝင်တာဖြစ်တယ်ပေါ့เนาะအဲကျွေးလေးကဆို protein တိုက်ပြီးတော့မတောက်ချင်ဘူးမကြိုက်သေးလို့ဆိုရင်တတ်သွင်းရတာတကယ်အဆင်ပြေတော့ protein ဒါဆယ်ရာခိုင်နှုန်းမှာပါဝင်တာဖြစ်တယ်ပေါ့เนาะဒါက protein ဒါ high flow ဒါစတော့ဝင်ပြီးဖြစ်ပါတယ်ဗျာเนาะအဲကျွန်တော်အရှင်းနဲ့ကုမ္ပဏီထုတ်လာတယ်ပေါ့เนาะဒါ ထောက်ကူပစ္စည်းပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်ကကုသတော့မှာဖြစ်ပါတယ်အခုဆိုလို့စီကျွန်တော်ကဒီမှာပါနော်အဖောက်လိုက်ပါပြီနော်ဒါကဆိုလို့စီရင်အဖောက်တာနည်းနည်းခက်တယ်ပေါ့နော်ဟောဒီမှာအမနော်ဖောက်တာမခက်ပါဘူးဒီမှာအပပအာဒီမှာနော်ပဇဟားအရာလေးရှိတယ်အတားကြီးအဆွဲလိုက်ပြီးတာနဲ့ရေထဲမှာထည့်လိုက်မယ်နော်အထည့်ပြီးတာနဲ့တစ်ထောက်လုံးပေါ့နော်ရေအများကြီးပဲထည့်ထားတာဖြစ်တယ်ဒီတစ်ထောက်လုံးကိုအထည့်ပြန်လဲဆိုလို့စီရင်ဒီဆုံးသူ့ကိုပေါ့နော်အဲဘူးလုံးအောင်ပိတ်မယ် ူအောင်လုပ်တဲ့ဆိုလို့စီခရော်ရမှာပေါ့နော်အဲခရော်ရမှာဖြစ်တယ်ပေါ့နော်ဟာခရော်ခရော်ပေါ့အဲဒီလိုလှုပ်လှုပ်လှုပ်ပြီးရင်အလားလိုပြီးလို့ရှိရင်တော့ပုံမှန်ဖြစ်ပါတယ်ဗျာနော်ဟာအင်းအရန်ကောင်းတယ်နော်မွေးတယ် မှုလဲမှုတယ်စတော်ဘယ်ဒီအနတ်လေးပေါ့နော်ဒါကျမ်းမာရေးလိုက်စားတဲ့သူတွေအတွက်ဆိုလို့စီကျမ်းမာရေးဒီပါလေ့ကျင့်ခန်းလုပ်ပြီးတဲ့ခါကြလို့စီပေါ့ဗျာတောက်တုံးရတာအရန်ကောင်းတာပေါ့နော်သူကဘာလဲဆိုစီဒါကြွက်သားတွေပေါ့နော်ကြွက်သားတွေတွက်ဆိုဒီမှာအာအကောင်းစင်တာဖြစ်တဲ့ပေါ့နော်ကြွက်သားတွေဖြစ်စီတာဖြစ်တဲ့ပေါ့နော်ကလေလေ့ကျင့်ခန်းလုပ်လို့စီဒီအသားတွေပါတွေနာကျင်မှုတွေဖြစ်နေမဲ့ဆိုလို့စီရင်ဒါကြွက်သားတွေပေါ့နော်အာကောင်းစင်တာဖြစ်တဲ့ပါအရန်ကောင်းနေပေါ့နော်ဟုတ်ကဲ့ဒါကျွန်တော်ကိုတိုင်ကတော့တောက်တုံးနဲ့ဖြစ်တဲ့ပေါ့နော်အရန်ကောင်းနေ မွေးတယ်နော်ရမ်းမွေးတယ်ပေါ့နော်သူ့ကိုတောက်မယ်ဆိုလို့ရှင်ကလောက်ပြီးတော့တောက်ပေါ့နော်ဖြောပြီးတော့လောက်ပြီးတော့တောက်ဖြောပြီးတဲ့နဲ့ပေါ်တော့ချက်ချင်းတောက်လိုက်ပေါ့နော်မသိမ်းထားပါနဲ့ပေါ့နော်ဘာကြောင့်မို့ဆိုလို့ရှင်အဲအိုက်ပြန်ကမကောင်းလို့ဖြစ်တဲ့ပေါ့နော်ဖြောပြီးတဲ့ချက်ချင်းတောက်လိုက်ပါပေါ့နော်အရန်ကောင်းမွန်တာဖြစ်တဲ့အကျွတ်သားတွေပေါ့နော်သူကအားပေးတာဖြစ်တဲ့ပေါ့နော်အရန်ကောင်းမွန်တာဖြစ်တဲ့ပိုရင်းတဲ့ ်ဒါပိုတင်းတက်ပေါ့နော်အာပြီးသွားစရာဖြစ်တယ်ပေါ့နော်အရန်ကောင်းမနာဖြစ်တယ်ကျွန်တော်ကိုယ်တိုင်ကလည်းပဲတောက်တုံးနာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီအကြောင်းအရာနဲ့ပတ်သက်လို့ပေါ့နော်အသေးစိတ်ကိုအာသိချင်တဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ messenger မှာပေါ့နော်အာမေးမြန်းလာရတာဖြစ်တယ်ပေါ့နော်တာတုံးချင်းလဲဆိုလို့စီနေပဲမှာယူအပေးသွားလဲရတာဖြစ်ပါလေအာကျွန်တော်ရဲ့ TikTok program မှာလည်းပဲကျွန်တော်တင်ထားပေးမှာ TikTok ရဲ့အာ TikTok ရဲ့ account မှာလည်းပဲကျွန်တော်တင်ထားပေးမှာဖြစ်တယ် TikTok ရဲ့ TikTok ရဲ့ program မှာလည်းပဲကျွန်တော်ပုံစံနေနေပေါ့နော်ကျွန်တော်တင်ပေးထားတာဖြစ်ပါတယ်ကြာနော်ဒါဆိုရင်ဒါ YouTube မှာလည်းပဲကျွန်တော်ကတော့တင်ပြတာမှာဖြစ်ပါတယ်ပြီးတခါကျတော့စီးတာဖိဖို့မှာလည်းပဲကျွန်တော်ကတော့အာတင်ပြပေးတာမှာဖြစ်ပါတယ်ဗျာနော်ဒါကျမ်းမာရေးလိုက်စားတဲ့သူတွေအတွက်ဆိုလို့စီးရင်ကအရန်ကောင်းတာပြတယ်ဗောနော်လေ့ကျင့်ခံလုပ်တဲ့သူတွေအတွက်ဆိုလို့စီးတကယ်ထီရောင်မှုရှိတာဖြစ်တယ်ဗောနော်အာကြွက်သားတွေအားကောင်းလာမှာဖြစ်တယ်ပြီးတခါကျလို့စီးရင်အာညောင်းညာကတ်ခဲမှုတွေဗောနော်အားလုံးကသူကတတ်တာစီတာဖြစ်ပါတယ်ဗျာနော်အသေးစိတ်ကြည့်နေစီမင်းများလေးရတာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအရန်တင်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာ